မင်္ဂလာပါရှင်အခုချိန်ကစပြီးဒီဇင်ဘာလ9ရက်တောက်ကြနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါမြင့်ဆောင်တဲ့ပတ်သက်တဲ့အရေးကြီးသတင်းသဘုံနဲ့စပါမယ်။ မြင့်ဆုံစီမံကိန်းကိုပြန်လည်အသက်သွင်းနေပြီလားလို့မေးရမယ့်သတင်းမှာကချင်ပြည်မြင့်ကြီးနာမြင့်ဆုံလမ်းပေါ်ကနောင်နန်းကျေးရွာအုပ်စုထဲကနေရာ၃နေရာလောက်မှာရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်ကော်မရှင်တပ်သားတွေပေါင်းပြီးပြန်လည်စောင့်ကြပ်တာတွေရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်ကစပြီးရင်ခေါ်လန်ခွဲဆေးမိုင်ရွာမှာရှိတဲ့ကျန်းစာကျောင်းသားတဝိုက်နဲ့လက်မြရွာကုန်းစင်းတို့မှာတွေ့လာရတာလို့နောက်နန်းဒေတာခန်တွေကပြောပါရည်ဒီလိုစောက်ချက်ဒါမျိုးမတွေ့ရတာတော်တော်ကြာပြီလို့ဆိုပါရည်အရင်ကပလနာရွာအထက်တန်းကျောင်းသားမှာစစ်ဆေးဓာရီမကြာခဏလှုပ်လေးရှိပေမဲ့အခုလို အထက်ဘက်နေရာတွေမှာပါပြန်တွေ့ရတာဟာနိုဝင်ဘာနောက်ဆုံးပတ်မှာမှဖြစ်တယ်လို့ဆိုပါရည် မြင့်ဆောင်တဲ့ပတ်သက်တဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ကတော့စစ်ကွန်မရှင်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကအေယာဝရီမြစ်ဆုံမြင့်ညာမြစ်ဝဲရေအားလျက်စစ်စီမံကိန်းဥစားအဖွဲ့ကိုပြန်လည်ဖွဲ့စည်းလိုက်တဲ့ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ်ဒီအဖွဲ့ကိုတော့ဩဂတ်စ်လ29ရက်နေ့ကလေးကဖွဲ့စည်းခဲ့တာဖြစ်ပြီးခေါင်းဆောင်ကတော့စစ်ကော်မရှင်ရဲ့စွမ်းအင်ဒုဝန်ကြီးဖြစ်ပါတယ်ဒီအဖွဲ့ရဲ့အဓိကတာဝန်ကတော့တရုတ်ကုမ္ပဏီဖြစ်တဲ့ SBI CYN ရဲ့ဥဆောင်အဖွဲ့နဲ့ပူးပေါင်းပြီးစီမံကိန်းအတွက်သုတေသနလုပ်ငန်းတွေနီးပညာနဲ့ပြည်သူဆက်ဆံရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမှာဖြစ်ပါတယ် ပြည်သူလူထုရဲ့ကန့်ကွက်မှုကြောင့်ရပ်တန့်ခဲ့ရတဲ့မြစ်ဆုံစီမံကိန်းကိုဗိုလ်ချုပ်မူကြီးမေအောင်လိုက်ကလျက်စီမီ မလုံလောက်ဘူးလို့ပြောခဲ့ပြီးတဲ့နောက်တရုတ်နဲ့ပူးပေါင်းပြီးစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့ဆိုင်တဲ့တည်င်းသပုံနဲ့ဆက်ပါမယ်။ American အလို့တည်င်းထောက် Colin Mayfield ဟာမြန်မာနိုင်ငံချင်းပြည်ထဲကတိုက်ပွဲတစ်ခုမှာတည်င်းယူနေရင်မြေမြုပ်မိုင်းနေမိပြီးဘဘက်ချစ်တောက်မှာပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ပါတယ် တည်င်းထောက်ကောလင်းဟာပြီးခဲ့တဲ့နိုဝင်ဘာလတတိယအပတ်လောက်ကချင်းပြည်တီးတိတ်မျိုးနယ်ထဲကကနေဒီတောင်သိန်းတိုက်ပွဲမှာတည်င်းယူနေရင်ထိခိုက်တာဖြစ်ပါတယ်။ချင်းတော်လည်းရဲ့တပ်တွေကစစ်တပ်လက်ထဲကနေတောင်ကိုပြတ်သိမ်းပိုက်ပြီးနေမြေရှင်းလင်းချိန်မှာမတော်တဆမိုင်းနှင်းမိခဲ့တာလို့ PDF ဇူလန်းနဲ့နှိဆက်သူတွေကအတည်ပြုပါတယ်။ မိုက်ပောက်ွယ်မှုကြောင့်သူ့ရဲ့ဘယ်ခြေချောင်းနှစ်ချောင်းပြက်ခဲ့ရပြီးညာဘက်ခြေတောင်းနဲ့ဘယ်ဘက်လက်တွေမှာပါဘုံအစရိထိပ်ပြီးဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ် ဒဏ်ရာရပြီးတဲ့နောက် PDF ဇိုလန်အဖွဲ့ကပဲအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ထဲကိုချက်ချင်းလွဲပြောင်းပေးခဲ့ပြီးတော့လက်ရှိမှာတော့မီဇိုရန်ပြည်နယ်အိုင်ဇောမြို့ကစေယုံမှာစေကူတမှုခံယူနေရပါတယ်တဲ့တင်းထောက်ကောလင်းမေဖီဟာ ယူကရိန်းဟေတီစတဲ့ကမ္ဘာပတိပခဒေတာတွေမှာတည်င်းယူဖူးတဲ့သူဖြစ်ပြီးတော့မြမစစ်ပွဲရှိတဲ့မြင်ကွင်းတွေပါဝင်တဲ့ဒချင်း resistance ဆိုတဲ့မတ်တန်ရုပ်ရှင်ကိုလည်းရိုက်ကူးခဲ့သူဖြစ်ပါတယ် ဒေါက်တာတေဇာစန်းစင်တာပြတဲ့နေရာနားမှာရှိတဲ့မန္တလေးဈေးချိုကစိုက်ခန်း90လောက်ကိုစစ်တပ်ကညသွင်းခြင်းဖျက်ဆီးလိုက်တယ်လို့မြို့ခံတွေကပြောပါရယ်မန္တလေးမြို့မှာတပိတ်ခေါဆောင်ဒေါက်တာတေဇာစန်းဦးဆောင်တဲ့လူငယ်တွေကဆေးအာဏာရှင်စင်နဲ့ဆန့်ကျင်ရေးအတွက်စင်တာပြခဲ့ပြီးတဲ့နောက်ဈေးစိုက်ခန်းတွေဖျက်ဆီးခံလိုက်ရတာလို့ဆိုပါရယ် ဖြစ်စဉ်ကတော့ဒီဇင်ဘာ3ရက်နေ့မနက်ပိုင်းမှာဒေါက်တာတေဇာဆန်၊ကိုနန်းလင်းရန်ကုန်၊ကိုခန့်ဝေဖြိုးစခိုင်းတို့အပါအဝင်လူငယ်တွေဟာလုံခြုံရေးတင်းကျပ်ထားတဲ့မန္တလေးဈေးချိုနာမှာဆရာနာရှင်စန့်ကျင်ရေးဆန္ဒပြခဲ့တာပါ။အဲဒီဆန္ဒပြမှုဖြစ်ပြီးတဲ့နောက်ဒီဇင်ဘာ3ရက်နေ့ညပိုင်းမှာစစ်ကောင်စီရဲ့မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲစီပင်နဲ့စစ်ဘက်ဆိုင်ရာပါဝင်တဲ့အင်အား230ကျော်ကဆန္ဒပြတဲ့နေရာနာကလမ်းဘေးဈေးဆိုင်ခန်း90ခန့်ကိုကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ဝင်ရောက်ဖြည့်ဆည်းခဲ့တာဖြစ်ပါတယ်။ဒေါက်တာတီစာဆန်းဦးဆောင်တဲ့အဖွဲ့ကတော့ဆန္ဒပြခဲ့ပြီးတဲ့နောက်လုံခြုံတဲ့နေရာကိုရောက်ရှိနေပြီလို့ဆိုပါတယ်။တနိုင်ငံလုံးမှာအတန်သိပ်တပိတ်ဆင်နွှဲဖို့နှိုးဆော်ထားတဲ့တည်င်းနဲ့ဆက်ပါမယ်။လာမယ့်ဒီဇင်ဘာ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာတနိုင်ငံလုံးအတန်သိပ်တပိတ် Silence Strike ဆင်နွှဲဖို့လဲနှိုးဆော်မှုတွေရှိနေပါတယ်။ Silence Strike ကိုဒီဇင်ဘာ10ရက်နေ့မှာကျွန်တော်တို့လုပ်မယ်။ နိုင်ငံလုံးတိုက်ကြတယ်လို့မယ်စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းပြသတဲ့အနေနဲ့အတန်သိတဲ့ပိတ်ဆင်နွှဲသွားမယ်လို့မန္တလေးနဲ့အထွေထွေတပိတ်အင်အားစုတွေကနှိုးဆော်လိုက်ပါတယ်။ဒီအတန်သိတဲ့ပိတ်ကို Our Voice Our Fight Our Rights ဆိုတဲ့စာပုံနဲ့အညီလှောက်ဆောက်သွားမှာဖြစ်ပါတယ်။မန္တလေးတပိတ်အင်အားစုကတိတ်ဆိတ်ခြင်းဟာအကျယ်လောက်ဆုံး history တဲ့ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒီလောက်ရှာမှုကိုဒီဇင်ဘာ10ရက်နေ့မနက်10:00နာရီကနေညနေ3:00နာရီအထိပြုလုပ်သွားဖို့သတ်မှတ်ထားပါတယ်။ဒီလိုတိတ်ဆိတ်စွာဆန္ဒထုတ်ဖော်တာဟာလူအခွင့်အရေးပျောက်ဆုံးနေတဲ့နိုင်ငံသားတွေရဲ့ကြွေးကြော်သံကိုကဘာကကြားအောင်လှုပ်ဆောင်တာဖြစ်တယ်လို့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာဓာတ်ထောက်ပြီးမင်းမြောက်ခိုင်ခဲ့တာဖြစ်တဲ့ဆိုတာနိုင်ငံတကာကတီးဖို့အတွက်အားလုံးပါဝင်ပေးကြဖို့ထုတ်ပြန်တောင်းဆိုထားပါတယ်။ မြန်မာအပြင်တက္ကပါလောက UFC ပြည်သက်တွေစိတ်ဝေတစားစောက်ကြည့်နေတဲ့တဲ့တင်းကိုဆက်ပြောပြပါမယ်။မြန်မာပြည်ဖွာချင်းလူငယ်ဖိုက်တာ UFC တဲပွင့် Joshua Ben ဟာ သူ့ရဲ့ပထမဆုံး UFC Flyweight ကမ္ဘာချန်ပီယံဆုစိတ်ခေါ်ပွဲကြီးကိုဒီဇင်ဘာလ9ရက်နေ့တင်းငွေနဲ့မနက်မှာထိုးတက်မှာဖြစ်ပါတယ်။ ဂျော့ရှူအာဗန်ဟာမကြသေးခင်ကမှနဗက်တစ်စိန်ခေါ်သူအဖြစ်ရက်တည်လာခဲ့တာဖြစ်ပြီးအခု UFC 323ပြိုင်ပွဲရဲ့တွက်ဖက်ခေါင်းကြီးပွဲစဉ်အဖြစ်ဘရာဇီးနိုင်ငံသားလက်ရှိချန်ပီယံအလက်ဆန်ဒရာပန်တူဟာနဲ့ရင်ဆိုင်ရမှာပါဒီပွဲစဉ်ဟာအမေရိကန်နိုင်ငံ Las Vegas မှာကျင်းပမှာဖြစ်ပြီး Joshua Ben အနေနဲ့အနိုင်ရရှိခဲ့ရင်မြန်မာနိုင်ငံရဲ့ပထမဆုံး UFC ချန်ပီယံအဖြစ်သမိုင်းသစ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။ ပန်တူဟာကဘရာဇီးနိုင်ငံသားဖြစ်ပြီး28ပွဲနိုင်3ပွဲပဲရှုံးနိမ့်ထားတဲ့အသွေးကြုံရင်ဝါရီကစားသမားဖြစ်ပါတယ်သူကို flyweight တန်ရဲ့အထက်မြတ်ဆုံး fighter တရားအဖြစ်သတ်မှတ်ထားကြပါတယ်။ဒါကြောင့်ဒီပွဲစဉ်ဟာအတွေ့အကြုံများတဲ့ champion နဲ့အင်အားပြည့်ဝါရင်လူငယ်စိတ်ခေါ်သူ Joshua Bando ရဲ့စိတ်လှုပ်ရှားစရာရင်ဆိုင်တွေးဆမှုကြီးဖြစ်လာမှာပါ။ ုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးတော့အမေရိကန်မှာကြားဖြန့်လို့ခေါ်တဲ့ငွေလိမ်ကိုင်းတွေကိုနှိမ်နှင်းရင်းနဲ့ပတ်သက်တဲ့ဥပဒေတရက်ကိုအမေရိကန်အောက်လွတ်တော်နိုင်ငံခြားရေးကော်မတီကမနေ့ကအတည်ပြုလိုက်ပါတယ်။အဲဒီချိန်မှာကြားဖြန့်လို့ခေါ်တဲ့ငွေလိမ်လုပ်ငန်းတွေမှာမြန်မာစစ်အုပ်စုမှလည်းတာဝန်ရှိရလို့ဖော်ပြထားပါတယ်။ မနေ့ကအတည်ပြုလိုက်တဲ့ဥပဒေပေါ်ပြချက်ထဲမှာမြန်မာစီအုပ်စုဟာငွေလိမ်ဂိုင်းရီနဲ့ပတ်သက်လို့ခွင့်ပြုပေးတာလိလူရှူတာနဲ့အကျိုးအမြတ်တွေရရှိနေတယ်လို့ဖော်ပြထားပါတယ်။အဓိကအဖြစ်တော့ဒီငွေလိမ်လုပ်ငန်းတွေပျောက်ကွယ်သွားအောင်လုပ်ဖို့အမေရိကန်အစိုးရဌာနတွေပူးပေါင်းပါဝင်တဲ့လုပ်ငန်းအကောင့်ထဲပေါ်ရေးအထူးအဖွဲ့ Task Force ဖွဲ့စည်းဖို့ဥပဒေအရခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ ဥပရေကိုအောက်လွတ်တော်မှာကန့်ကွက်သူမရှိအတီးပြုတ်ခဲ့ပြီးအထက်လွတ်တော်ကအတီးပြုတ်ပြီးတမဒါလက်မဲ့ရေထိုခဲ့ရင်အသက်ဝင်လာမှာဖြစ်ပါရဲ့ဥပဒေမှာတော့ပြစ်မှတ်ထားတိုက်ဖြစ်မဲ့နိုင်ငံ၃နိုင်ငံအဖြစ်မြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကိုဖော်ပြထားပါရဲ့ဩစတြေးလျမှာလူပြော အများဆုံးဖြစ်နေတဲ့လူမှုမီဒီယာမှာအကောက်ဖွင့်နိုင်တဲ့အနှိမ့်ဆုံးအသက်သတ်မှတ်လိုက်တဲ့သတင်းနဲ့ဆက်ပါမယ် ဩစတြေးလျအစိုးရကလူမှုမီဒီယာအနှိမ့်စော်အသက် online begin လုံခြုံရေးဥပဒေပြင်ဆင်ချက်ကို ထုတ်ပြန်လိုက်ပါတယ်ဒီဥပဒေရသက်မှတ်ထားတဲ့လူမှုမီဒီယာတွေမှာအသက်၁၆နှစ်အောက်ကလေးတွေအကောက်ဖွင့်တာကိုတားမြစ်လိုက်တာဖြစ်ပါတယ်။ဒီဇင်ဘာလ၁၀ရက်နေ့မှာစပြီးအသက်ဝင်မဲ့ဥပဒေအရအသက်၁၆နှစ်အောက်ကလေးတွေကိုအကောက်ဖွင့်ခွင့်ပိတ်လိုက်တဲ့လူမှုမီဒီယာတွေထဲမှာ YouTube, X, Facebook, Instagram, TikTok, Snapchat, Reddit Tweet Trees နဲ့ Keep တို့ပါဝင်ပါတယ်။ဩစတြေးလျကကလေးတွေနဲ့ဆက်ကြောသက်တွေကိုစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့တန့်ခန့်တန်ဆွမ်းရေးအတွက်အခုလိုဥပဒေထုတ်ပြီးပိတ်ပင်လိုက်တာလို့အစိုးရကပြောပါတယ်။အထက်မှာဖော်ပြထားတဲ့ platform တွေဟာအသက်16နှစ်အောက်ကလေးတွေရဲ့အကောင့်တွေကိုရက်ဆိုင်ဖို့ချိုးချောင်းစီလျော်တဲ့လှုပ်ဆောင်မှုတွေမလုပ်ဘူးဆိုရင်ဩစတြေးလျဒေါ်လာတန်း90အထိဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။ ဥပဒေအရတော့ချူဖောက်မှုတွေဖြစ်လာရင်ကလေးတွေကလေးမိဘတွေကိုအေးအေးယူမှာမဟုတ်ပဲခွင့်ပြုတဲ့လူမှုကွန်ရက်ကုမ္ပဏီတွေကိုတန်ရိုက်မှာဖြစ်ပါရဲ့မိဘတွေအနေနဲ့လည်းအသက်16နှစ်အောက်ကလေးတွေကိုအကောက်ဖွင့်ဖို့သဘောတူညီချက်မပေးနိုင်ဘူးလို့ဆိုပါရဲ့ဒီသားမြင့်မှုထဲမှာတော့ကလေးတွေအတွက်တီးတဲ့လောက်ထားတဲ့ Messenger Kit WhatsApp Keep Health Live, Google Classroom နဲ့ YouTube Keep Live တွေပါမှာမဟုတ်ဘူးလို့ Australia သတင်းစာတွေကဆိုပါတယ်။ဒီကနေ့မှာတော့နာမည်ကြီးလူမှု platform တွေဖြစ်တဲ့ Facebook နဲ့ TikTok တို့ဟာကလေးတွေရဲ့အကောင့်တွေပိတ်သိမ်းဖို့လှုံ့ဆော်နေပြီလို့ဆိုပါတယ်။နောက်ဆုံးသတင်းကတော့စိုးရိမ်စရာသတင်းဖြစ်ပါတယ်။တောင်အာဖရိကကန်ယူနယ်ကစိတ်မကောင်းစရာသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့မြို့တုံးလူနေပါအခြေအနေကိုရောက်နေပြီဖြစ်တဲ့အာဖရိက ပင်ကွင်းငယ်တွေဟာအစားအစာပြက်လက်မှုကြောင့်အဆုလိုက်အပြုံလိုက်အစာငတ်မှုပြီးတည်ဆုံခဲ့ရတယ်ဆိုတော့လေးလာမှုအစ်စ်ပဲဖြစ်ပါတယ်ဒီလိုအစုလိုက်အပြုံလိုက်တည်ဆုံရချင်းရဲ့အဓိကအကြောင်းရင်းကတော့ပင်ကွင်းငှက်တွေအဓိကစားသုံးတဲ့ငါးတက်တာငါးလို့တိကြတဲ့စားတင်းငါးတွေဟာအစုလိုက်အပြုံလိုက်ရွတ်နေသွားလို့ပဲဖြစ်ပါတယ် 2004ခုနှစ်ကနေ2013ခုနှစ်အတွင်းမှာအရေးကြီးတဲ့မြို့ပွားစခန်းတွေဖြစ်ကြတဲ့ Dawson ဂျွန်းနဲ့ Robin ဂျွန်းတို့မှာပင်ကွင်းက6200လောက်အထိတည်ဆုပ်ခဲ့ရပါတယ်။ဒီရှင်းနှစ်တာကာလအတွင်းမှာစာတင်းကအရေးအတွက်ဟာအရင်အများဆုံးရှိခဲ့တဲ့ပမာဏရဲ့၄ပုံတပုံအောက်ကိုအမြဲတမ်းလူလူကျဆင်းနေခဲ့ပါတယ်။ဒီလိုအခြေအနေတွေကြောင့် Africa ပင်ကွင်းငှက်တွေရဲ့အနာဂတ်ကစိုးရိမ်စရာဖြစ်လာတာပါ။ IUCN လို့ခေါ်တဲ့အပြည်ပြည်ဆိုင်ရာတဘာဝထိသိမ်းရေးတမကကလည်းသူတို့ကို2024ခုနှစ်မှာအလိုအန္တရာယ်ရှိသောမျိုးသုံးရန်အလားအလာရှိသည့်မျိုးစိတ်အဖြစ်ကိုသတ်မှတ်ထားပါတယ်ထိပ်သိမ်းရေးပညာရှင်တွေကတော့လက်ရှိနှုန်းအတိုင်းအတာဆိုရင်2035ခုနှစ်မှာအာဖရိကပင်ကွင်းငှက်တွေတဘာဝတော်ရိုင်းထဲကနေလောဝမျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့သတိပေးထားပါတယ် တည်နေမီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။